န်အစကန်ဘာဖြစ်တာလဲလွန်ခဲ့တဲ့3ရက်ကကျွန်တော်ရဲ့ channel မှာဘန်အစကန်သိပြီဆိုတဲ့အကြောင်းတင်ခဲ့ပါတယ်ဘလို့ဖြစ်တာလဲအဖြစ်မှန်ကဘာလဲဆိုတဲ့နောက်ဆုံးရသတင်းတွေကိုပြောပါမယ်ဘန်အစကန်ကတော့ MMA O fan တွေ UFC fan တွေဆိုရင်သိပြီးသားပါမာမီလို့လည်းမြန်မာပြည်သက်တွေကတည်ထားကြတယ်နဗန်းပိုင်မှာတော်တော်လေးကို level မြင့်တဲ့လူတယောက်ပါလွန်ခဲ့တဲ့တပတ်ကျော်လောက်တုန်းကဘန်အစကန်တယောက်စိတ်ယုံတင်ထားရတဲ့သတင်းတစ်ခုတွေ့တယ်အုံမှန်ပဲပေါ့လူဆိုတာခဏ၅ပါးရှိတော့ဒီဘေးကဘယ်သူမှ ပြင်းမလို့ဘူး။ဘာဖြစ်တယ်လဲဆိုတော့နမိုနီးယားဖြစ်ပြီးတော့အဆုတ်ပိုးဝင်တယ်ပေါ့။ဘန်အစကန်လိုမျိုး Wrestling Academy ထောင်ထားပြီးတော့နေ့တိုင်းလေ့ကျင့်နေတဲ့အာကစားသမားတစ်ယောက်ကအဲ့လိုမျိုးဖြစ်နိုင်လားဆိုရင် Yes ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘန်နေတာက Wisconsin မှာပါ။အဲ့ဒီပြည်နယ်ရဲ့အပူချိန်က -10 ဒီဂရီကနေပြီးတော့20ဝန်းကျင် လောက်ထိကိုရှိပါတယ်။တကယ်အေးတဲ့အချိန်တွေဆိုရင် -20 ဒီဂရီလောက်ထိကိုဆင်းပါတယ်။အစုတ်ကဘာကိုကြောက်လဲဆိုရင်ဆဲလေးတခုတည်းကိုကြောက်တာမဟုတ်ဘူးအေးဘက်မှာကိုလည်းကြောက်ပါတယ်အခုဗန်ဖြစ်တဲ့ပုံစံက Streptococcus pneumonia လို့ခေါ်တဲ့ influenza virus ဝင်တယ် influencer မဟုတ် influencer viral အဲ့ဒီ influencer viral မှာ A နဲ့ B ဆိုပြီးတော့နှစ်မျိုးရှိတယ် B ကတိတ်ကိစ္စမရှိပေမဲ့ A အမျိုးအစားကအစုပ်ထဲဝင်သွားရင်လစ်ကြတာများတယ်အဲ့ဒီ viral ကပဲအစုပ်ရဲ့အဓိကသွေးကြောတွေကိုတိုက်ခိုက်ပြီးတော့ရောင်ရမ်းလာစေပြီးတော့နမိုနီးယားဖြစ်လာစေတာပါနမိုနီးယားဖြစ်ရင်အစုပ်ရဲ့နောက်ဆက်တွဲရောဂါတွေထပ်ပြီးတော့ဖြစ်ဖို့လွယ်သွားတယ်ပိုလဲဝင်ပြီးတော့ inflation ဖြစ်လို့စေးရုံရောက်သွားရတာပါကျွန်တော်ကိုယ်တိုင်လည်းအဆုံးထိထားဖို့တော့တချို့အရာတွေကိုခံစားဖို့ရတယ် ကိုကိုအထင်ကြီးမိတာကငါလိုအာဃာသသမားတစ်ယောက်ကဘာမှမဖြစ်နိုင်ပါဘူးပေါ့ဖြစ်နိုင်ပါတယ်တာမန်လူတွေထက်ပိုတန်မာမယ်ပိုခံနိုင်ရရှိကောင်းရှိမယ်ဒါပေမဲ့ယောဂါကတော့အကုန်ဖြစ်နိုင်ပါတယ်တောက်ကြနေမှာတက်လာတဲ့သတင်းကဘန်အာစကန်စုံးပြီဆိုပြီးတော့ဘိုဟေရိုကပြောလာပါတယ်အဲ့ဒီ post ကိုကျွန်တော်တွေ့တုန်းက3 hour အကိုပါစိတ်ထဲမှာထင်တော့ထင်တယ်၃နိုင်ဆိုတဲ့အချိန်ကတခြားသတင်းဌာနတွေကလည်းရေးတင်မှုလုံလောက်တဲ့အချိန်မှာ တခြား website တွေကရေးမတင်ထားဘူးဆိုတော့တခခုတော့မားနေပြီဆိုတာသိရဗျာဒါကြောင့်မယ်ဘိုဟဲရိုပြောစကားသာရှိသေးပြီးတော့100%အတိမပြုတ်နိုင်ပါသေးဘူးလို့စကားခံလိုက်တာပါနောက်ရကြတော့ဘန်စကန်အသက်ရှင်နေသေးပါတယ်မသေးသေးဘူးအချိန်နေတော့တော်တော်လေးစိုးနေတယ်တတိတစ်ချက်တစ်ချက်ပြန်လဲလာပေမဲ့အချိန်နေသိမ့်မကောင်းဘူးချဲဆန်တို့ရဲ့ပြောစကားအရာဆိုရင်အစုတ်အစားထိုးကုသဖို့လိုအပ်နေပြီလို့တော့မှပြောပါတယ်ဒါဒီနောက်ဆုံးအဆင့်မှာ ဒါဆိုရင်တော့တော်တော်အခြေအနေစိုးနေတာသိကြပါပြီ။တတင်းကောင်းကတော့မသေးသေးဘူးပေါ့ဗျာ။အဲ့ဒါဆိုဘိုဟယ်ရိုကဘာဖြစ်လို့တေးပြီလို့ပြောလဲ။မှားပြီးတင်မိတာပါတဲ့ဆရာသမားကတေချာမကြည့်မိဘဲနဲ့ပုံကိုပဲကြည့်ပြီးတော့ရေးတင်မိလိုက်တဲ့။ဒါကြောင့်သူ့ရဲ့မိသားစုကိုလည်းတောင်းပန်ပါတယ်ဆိုပြီးတော့ဘလာ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 ပြောထားပါတယ်။ရှိစေတော့သူတို့နိုင်ငံတွေကစီးပညာအရန်မြင့်ပါတယ်။ မေယိုကျိုးတဲ့ကစားသမားတွေဆိုရင်လေ6လဝင်းကျင်လောက်ဆိုရင်ပြန်ထိုးကြပြီလွန်ရောတနည်းလောက်ဆိုရင်ပြန်ပြီးတော့လူကောင်းပကတိအတိုင်းပြန်ဆောင်းနိုင်နေကြပြီဆိုတော့ဒီလောက်ကိစ္စကိုလေဒီလောက်ကိစ္စတော့မဟုတ်ဒီကိစ္စကိုလေကုသနိုင်ကြမှာပါအဆုတ်အစားထိုးကုသတယ်ဆိုတာက major operation မှာကုန်ကြစီလည်းများမှာပါဒါပေမဲ့ဘန်ကမီလီယနာဆိုတော့ကုနိုင်မှာပါအခုကြည့်နေတဲ့ကစားသမားတွေကိုလည်းအသိပေးချင်တာကကိုကိုအရန်အထင်မကြီးပါနဲ့ကျွန်တော်တို့ကကိုကိုပြောတယ်လို့ပြောရင်မကြိုက်ကြဘူးဗျာ ျွန်တော်ကိုယ်တိုင်အပါဝင်ပဲငါမာတယ်ပေါ့တကယ်တမ်းဖြစ်လို့ခံရရင်ကိုယ်ပဲခံရတာပါအဲ့လူတွေလာမခံဘူးအဲ့တော့မပေါ်ကြနဲ့ကိုယ့်ကိုယ်နည်းနည်းထွေးထွေးနေကိုယ့်ရဲ့ကျန်းမာရေးကိုလည်းကိုကူးဆိုင်ပါ injury ကိုလည်းအတက်နိုင်ဆုံးမရအောင်နေပါအချင်းပြန်ချုံရရင် band scan မသေးသေးပါဘူးအဆုပ်အစားထိုးကုသရမယ်ပြန်ကောင်းလာရင်တော့ အရင်ကလောက်တော့ပြန်မစောနိုင်လောက်တော့ဘူးဒါပေမဲ့အသက်တော်ရှင်မယ်ဘိုဟဲရိုပြောတဲ့သတင်းဒီအမားဖြစ်ကြောင်းဆိုတဲ့ဟာကိုပြောကြရင်းနေပဲဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်နေရောတာပါ channel msn ပါတဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSNYH ကိုသုံးပါ